်မင်္ဂလာပါ The Great Concealer Terror မှာဖြစ်ပါတယ်တင်းတွဲမနှက်ဖြန်ငွေကြေးကန်အခြေအနေကိုဖတ်ကြားပေးမှာပဲအဲ့တော့မနက်ဖြန်မှာဆိုလို့ရှိရင်ငွေကြေးကန်အခြေအနေလေးတော်တော်လေးကောင်းနေတာမျိုးတွေ့ရပါတယ် မနက်ဖြန်မှာပေါ့နော်ရှားစရာရှိတဲ့ငွေကြေးတွေရတတ်တယ်အင်ချမ်းမြေကအယောင်းဝယ်တွေဖြစ်လို့လေငွေကြေးအလုံးခဲရတတ်တယ်ချဲထီကန်ဆမ်းမဲတွေပေါက်လို့လေငွေကြေးအလုံးခဲရတတ်တယ်နိုင်ငံရခြားဆိုင်ရာကိစ္စတွေမှာလည်းအောင်မြင်တတ်တယ်လုပ်ငန်းမှာလည်းယာဒူးတိုးတာမျိုးတွေဂျုံရတတ်တယ်ကြားတတ်တယ်ယာဒူးအလိုက်ပေါ့နော်ငွေကြေးတိုးတာမျိုးတွေလည်းကြားရတတ်တယ်လူငယ်လူရွယ်တွေအနေနဲ့လည်းပေါ့နော်ကိုယ့်ရဲ့လူကြီးမိဘတွေစီကနေပြီးတော့ငွေကြေးတွေမုံပိုးတွေ များကြီးတောင်းလို့ရနိုင်မယ်။နေ့မျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်။အလှူဒါနတွေလည်းပြုဖြစ်လိမ့်မယ်။ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရှိရဲဆိုလို့ရှိရင်လည်းသူတို့ကိုပေါ့နော်ဒီလိုမျိုးကျွေးမွေးပြုစုတာမျိုးပေါ့နော်ကိုဘက်ကဧကန်နာမျိုးလှုပ်ဖြစ်လိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်။တချို့ပေါ့နော်စီးပွားရေးလုပ်ငန်းရှင်တွေလုပ်ငန်းသမားတွေဆိုလို့ရှိရင်တောင်း လုပ်ငန်းမှာပေါ့နော်ကိုကတော်တော်လေးနေရာကြီးကြီးမမထိရောက်သွားနိုင်ချေရှိလို့ပေါ့နော်အဲပတ်ဝန်းကျင်ကလူတွေဝိုင်းပြီးတော့မနာလိုခံရတဲ့အခြေအနေမျိုးလေးတွေကိုတောင်ကြုံတွေ့ရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့မနက်ဖြန်မှာတမိုးကြီးပစ္စည်းတွေလည်းဝင်တတ်တယ်နော်အဲ့လိုပုံစံမျိုးတွေ့ထားပါတယ်နော်အဲ့တော့ branded ပစ္စည်းတွေလည်းကိုကိုတိုင်လည်းဝယ်ဖြစ်တာမျိုးလည်းရှိမယ်ပေါ့နော်အရန်ကိုဈေးကြီးတဲ့တိမ့်တောင်းချီတန်ပစ္စည်းမျိုးတွေလည်းဝယ်ဖြစ်တတ်တဲ့နှမိတ်မျိုးတွေ့ရတယ် တချို့ကြတော့ကိုရောက်နေတဲ့ယာရုယာကန်အလိုက်ပေါ့နော်အောက်လက်ငယ်သားတွေကနေပြီးတော့လက်လာပါထိုးတဲ့သဘောမျိုးနဲ့လည်းပေါ့နော်အဲ့လိုမျိုးလက်ဆောင်ပနာတွေပေးတယ်ကရော့ငွေကြီးတွေပေးတယ်ဆိုတာမျိုးတွေကို မနှက်ဖြတ်မှာကြုံတွေ့ရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်ဒါဆိုရင်ဒေါက်တာတင့်အတွက်မနက်ဖြန်ငွေကြေးကန်ဖြစ်ပါတယ်အားလုံးပဲစီးပွားဥစ္စာများဒီလာတိုးတက်ကြပါစေ